မင်္ဂလာတော်မြို့နယ်အမှတ်3လမ်းမကြီးမြရဏရေတန်းဆက်ယုံရှိမှာကျွန်တော်23ရက်နေ့ညပိုင်းကအမျိုးသား2ဦးစီးနင်းလာတဲ့စိုက်ကယ်တစ်စီးကတိမ်မမှုဖြစ်ပေါ်ရမှာအမျိုးသား3ကလာရောက်ကူညီချင်းဟန်ဆောင်ကငွေ2သိန်းနဲ့ဖုန်းလုံးကိုယူဆောင်သွားရတယ်သိရပါတယ်အခုကျွန်တော်ဆိုင်ရဆောင်လဲဆောင်ရတယ်ဘာလို့ဒီဒီကျွန်တော်ကျွန်တော်တည်းရဲ့သတိမရကျွန်တော်သတိရတယ်အဘောဒီအခုတော့အခုတော့ကအခုက ကျွန်တော်ကူညီလေးပါလို့ဘာညာပြောလို့ယူပါတယ်ဒီမှာပတ်သက်ရပါထွက်ကြတယ်အခုမရှိတော့ဘူးဟုတ်တယ်အခုမရှိတော့ဘူးဘာမှမလုပ်ဒီနေ့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 ပေါ်ဒီနေ့ပေါ်ဖြစ်စဉ်ကတော့ကျွန်တော်23ရက်ညပိုင်းကမင်္ဂလာတုံမြို့နယ်အမှတ်3နံမှကြီးမြန်နာရေးတန်းဆက်ယုံရှိမှာအမျိုးသား2ဦးဆင်းရဲလာတဲ့စိုက်ကဲတိတ်မောက်ခဲ့တာကြောင့်တဦးကသတိလင်နေတာဖြစ်ပြီးကြံတဦးကတော့မြန်နာနယ်မီးစစ်မှာပုမဲ့ဒဏ်ရာတွေရရှိခဲ့တဲ့အတွက်ပတ်ဝန်းကျင်ကိုအကူအညီတောင်းခံခဲ့ကြောင်း အဲ့အတွက်အနီးပတ်ဝန်းကျင်ကလူသုံးဦးရောက်လာပြီးကုညင်ချင်းဟန်ဆောင်ကပတ်စံအိမ်နဲ့ဖုန်းကိုကောက်ယူထွက်သွားတယ်လို့သိရပါတယ်။စိုက်ကယ်လဲနေရဟာလူပြစ်တဲ့နေရဖြစ်နေရကြောင့်လာရောက်ကူညီပြီးထူပေးတဲ့သူကစိုက်ကယ်လဲနေတဲ့သူတွေစီကနေပတ်စံနဲ့ဖုန်းကိုယူပြီးထားခဲ့တာဖြစ်တယ်လို့ပလဲအယံမိသားမကိုထင်းလင်းအောင်ကပြောပါတယ်။အဲ့မှာကသူတို့ဆိုင်ငယ်မှောက်တယ်ပေါ့ကွာအဲဆိုင်ငယ်မှောက်တယ်သူတို့သူတို့မျိုးကပြရပဲတောက်တာတော့ကွာပြရတောက်တာတော့တယောက်ကတော့ဝါတာဟိုကလူတော်ကြီးဝါတယ် နောက်အဝါးတဲ့လူတော့နောက်ကလိုက်ရှိတယ်။မတ်ကဆံငယ်မောက်တော့အဲ့ဝါးတဲ့ကောင်ကတီးရစ်သွားတယ်။ဟောကောင်ကမျက်နှာနဲ့ကြာပြီးမျက်နှာနဲ့ဆုပ်ပြတ်သွားတော့ကွာ။အဲ့ချိန်မှာအဲ့ငါမအဲ့ငါလည်းလူတော့ပြက်တယ်။ဟုတ်ကဲ့။သူတို့ကိုကြီးမဲလူနှစ်ယောက်တော့တော့ပြေးလာတယ်ပေါ့ကွာ။သူတို့အဲ့ဆွဲထုတ်ပေးတယ်ပေါ့နော်။ဟုတ်ကဲ့။ငယ်ဒီပါလေအဲ့ဒါဆွဲထုတ်ပေးတဲ့ချိန်မှာအဲ့လာတဲ့လူနှစ်ယောက်မှာနှစ်ယောက်လိုနှစ်ယောက်ကအဲ့သူတို့လင်းနေတဲ့ချိန်မှာအဲ့အိတ်ကနေတက်တက်အိတ်ကိုနှိုက်သွားတယ်ပေါ့နော်။အဲနှိုက်ပြီးတော့ထိုးသွားတယ်ပေါ့။ဆက်ဆက်နှစ်သိန်းရဲ့အဲသုံးသလုံးပါသွားတယ်လို့ပြောတယ် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမင်္ဂလာတော်မြို့မှာရဲစခန်းကိုဖုံးနဲ့ဆက်သွယ်မြင်းမြန်ရမှာတာဝန်ကျရဲတပ်ဖွဲ့ဝင်ကအဆိုပါကိစ္စနဲ့ပတ်သက်ပြီးမသိရှိသေးကြောင်းနဲ့လာရောက်တင်ကြားထားသူမရှိကြောင်းလည်းဖြေကြားထားပါတယ်။